ဘလုံးဝဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့ပြဆက်ပေးမယ့်ကျောင်းလေးကရက်ကိုစကားတဲ့ကတင်ယူချာနဲ့လက်တွေဝါပါပါလိုက်ပါကျင်းတော့နိုင်အချက်တော့ကျင်းတဲ့အတူအင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရန်ကူစကားကိုတော့အလုံးသက်မယ်ထင်ပါတယ်ငယ်စဉ်ဘဝတော့ကျွန်တော်တို့အကျိုက်ဆုံးကာတွန်းပါးတွေလည်းကတကားပေါဝင်ဖြစ်ပါတယ်ဘာမှဟုတ်ရဲ့တာမန်အိမ်မွေးပေါ့တင်ယူတကောင်ကနေလူတိုင်းလေးစားတဲ့သူရဲ့ဘောင်အဖြစ်သူဘလိုလှုပ်ဆောင်သွားတယ်ဆိုတာအလုံးသိကြမှာပါအဲ့ဒီကမှကျွန်တော်တို့အတူတူစရာအချက်၃ချက်ကိုပြပြသွားပြီးမှဖြစ်ပါတယ် ပထမဆုံးနံပါတ်1အချက်အနေနဲ့ကတော့ဟန်ဆောင်မှုကအလုပ်ဖြစ်ကောင်းဖြစ်ချင်နေမယ်။ဒါပေမဲ့ယေရှုတတော်မခင်နိုင်ဘူး။စကားထဲမှာအားလုံးတည်ကြရတဲ့အချိန်ရန်ကူကအစပိုင်းမှာသူ့ရဲ့တော်ကီကြောင့်ဟန်ဆောင်မှုကအကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျိတ်နဲ့မတွေ့ခင်ထိပါဂျိတ်နဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ဟန်ဆောင်မှုနဲ့အကြောက်တရားကဘူးပေါ်သလိုပေါ်သွားခဲ့ပါတယ်။ ဒီလိုပါပဲကျွန်တော်တို့ရှင်တန်နေရတဲ့ဘုရားမှာလူလူချို့ကတော့ဟန်ဆောင်မှုကိုရည်ရှိထိနိုင်ကြမယ်လို့ထင်ကြပါတယ်။သူများထင်ကြီးစီဖို့ဝေမရှိရရှိရောဆောင်းတာမတိပဲတိရောဆောင်းတာမတက်ပဲတက်ရှောင်းဆောင်းတာအဲရတွေကရေဖို့ချိန်မှာကကောင်းကြီးအနှုတ်ဖြစ်ကောင်းဖြစ်နေတယ်မယ်။ဒါပေမဲ့တခုတိရရမှာကမဘုတ်ကွက်နိုင်တဲ့အချိန်တန်ရတန်ကြီးကအလွန်ကြီးမားတယ်ဆိုတာပါ။အဲဒါကြောင့်မို့အတက်နိုင်ဆုံးဟန်ဆောင်မှုနဲ့ကင်းအောင်နေပါ။နံပါတ်2အချက်ကတော့စွန့်စားခြင်းနဲ့ယုံကြည်မှုရှိခြင်း ဇလွဲထဲမှာရန်ကိုကစာပိုင်းတက်တော့တက်တာအိမ်မွေးသူတို့ဆင်ပေါ်ကနေစီကူးရီမီပျော်မွေ့နေပါတယ်။ဒါပေမဲ့အမတ်မထင်အဖြစ်ဆိုးနဲ့ကြုံလိုက်ရပြီးသူ့ဘဝရှင်သန်ရက်တွေကိုမဖြစ်မနေဆွန်သားဖို့လိုလာပါတော့တယ်။သူ့သာစိတ်တကြပြီးထိုင်ကြီးတွားနေကျွန်တော်တို့တည်တဲ့သူရဲ့ကောင်ရန်ကိုဆိုတာရှိတာမှမဟုတ်ပါဘူး။မရင်းလေးနဲ့ရုပ်ဝန်းစန့်ကျင်ဘက်ပတ်ဝန်းကျင်မှာရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ရန်ကိုကအရေးဆုံးပြီးသူရဲ့တော်ကြီးနဲ့ကိုကိုကိုယုံကြည်မှုရှိလာအောင်လုပ်နိုင်ခဲ့ပြီးသူရဲ့ကောင်းဖြစ်လာခဲ့ပါရဲ့ မကွေဘွားမှာစွန့်သားဖို့ကြောက်နေနေဖြစ်ချင်တာကိုဖြစ်ခွင့်ရှိတော့အောင်ဟုတ်ပါဘူး။အရာတစ်ခုကိုစွန့်သားပြီးလုံးလိုက်ချင်အောင်မြင်သွားရင်ရရှိလာတဲ့ယုံကြည်မှုကအလွန်စွမ်းကြီးမားပါတယ်။နောက်ထပ်စွန့်သားဖို့ဝင်လင်းနေမှာမဟုတ်တော့ဘူး။ဒါကြောင့်စွန့်သားဖို့မကြောက်ပါနဲ့။နောက်ဆုံးနံပါတ်3ချွတ်နေနေကတော့ VD နဲ့ကကြိုးပပဘူး။ဟုတ်ပါတယ်။လူကြီးလူကောင်းဆန်ပြီးလူမြန်လေးစားတဲ့လူတွေကနောက်ဘက်မှာမကောင်းမှုရဲ့ပဲ့ကန့်ရှင်ဖြစ်နေတတ်ပါတယ်။ ဒါကဇလန်ထဲမှာတည်းမဟုတ်ပဲလက်တွေ့ဘဝမှာအလွန်သတိထားမယ်ချက်ပါတခါတလေကျွန်တော်တို့လေးစားအားကြတဲ့လူအချို့ပေါ့ကျွန်တော်တို့တော့မသိတယ်အမောင်ပွက်ချန်ရှိနေတတ်ပါတယ်ဒါဟာသတိထားမယ်ချက်ပါကိုကသူတို့ကိုလေးစားသမှုနဲ့ပေါင်းသိတဲ့အခါသူတို့ရဲ့အသုံးချခံဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့ရန်ကုန်စကားတွေကမြို့တော်ဝင်ဖိုးကြီးတိုင်းလက်တွေ့ဘဝမှာလူတွေရှိရဆိုတော့မမေ့ပါနဲ့ ဟုတ်ကျွန်တော်ဒီနေ့တိဆက်တော့ပေးတဲ့ကြောင်းရကတော့ Rango Zakare ကတင်ယူပွဲစရာနဲ့အတူပွဲစရာအချက်၃ချက်ဖြစ်ပါတယ်။အကဲလို့ Mixue က DVD ကိုချိန်နေတတ်တယ်ဆိုရင်ကျွန်တော်ကို Like နဲ့ Subscribe ပြီးသွားဖို့တောင်းဆိုချင်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့နောက်ထပ် Video တွေနဲ့ Content တွေကို Setting စီဖို့ခွန်အားဖြစ်စေတဲ့အတွက်ဖြစ်လို့ပါ။အားလုံးပဲမပိုင်ပါ။နောက်ထပ် Video မှာပြန်တွေ့ကြပါမယ်။